အရိယာပုဂ္ဂိုလ်ဆိုတာမဲ့ပုဂ္ဂိုလ်က၄ပါးဟောပုဂ္ဂိုလ်က၄ပါးအချင်းချင်းအချင်း၈ပါးပါပဲအဲဒီ၈ပါးထဲမှာလဲမဲ့ပုဂ္ဂိုလ်ဆိုတာကတော့မဲ့စိတ်ကလေးဖြစ်တဲ့ခိုက်တံလေးစိတ်တကြည်ကသနာလေးပါပဲသစ္စကံတောင်းမှသူကမကြောက်ဘူးကသနာလေးအဲဒါသူကတော့စိတ်ရေတွဲမကြည့်ပါဘူး ပုဂ္ဂိုလ်၄ပါးပဲရည်သွဲကြည့်ပါလေ။အဲဒီပုဂ္ဂိုလ်၄ပါးမှာသောတာပန်၊သရဂံ၊အနာဂံ၊ယဟနာအဲဒီ၄ပါး။အဲဒီ၄ပါးမှာသောတာပန်ကအကျယ်ချဲ့လိုက်တော့ကို24ပါးရှိတယ်။သရဂံက12ပါး၊အနာဂံကတော့48ပါးတဲ့။ယဟနာက12ပါးတနည်းက ဟောပြီးသားအရေးအတွက်ပေါ်လေဒီနေ့တနည်းအားဖြင့်တွေ့လို့ရှိရင်လည်းပဲဒီဒီနည်းနဲ့လည်းဖြစ်တာအရေးအတွက်တည်းဟာပွားတော့တာရှိပါသေးတယ်။ဒါကသက္ကတာမြားမှာတရုပ်တွက်စဉ်ဒီတိုင်းပါပဲ။အဲဒီတော့သောတာပန်ကတော့ဒီနေ့ကပြောတာတော်တော်လေးသုံးတာပါပဲ။သောတာပန်ဆိုတာလည်းပဲအများကြီးဟောပြောနေကြတော့သောတာပန်အကြောင်းကတော့ သိနေကြတာပါပဲသောတာပန်သောဟာမသမိအာဝိနိပါဒရမောဒီရတောပံဗောဓိပရာယံသောဓမ္မာရဒတုထဲမှာညဇောရရဟောတာဓမ္မာရဒတရား၄ပါးနဲ့ပြည့်စုံလို့ရှင်မိမိကိုမိမိကြောကြဆုံးကြနိုင်တယ်တဲ့ မဟာငါးလီသောတာပန်သောသောတာပန်ပုဂ္ဂိုလ်ဒီအတမိဖြစ်၏အဲသောတာပန်ပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်ဆိုတာဘာလဲဆိုတရားဤဟူသောရည်ရင်သောရောက်သွားတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်စီသောစည်းဝင်ပြီးတော့နေတဲ့တရားဤဟူသောရည်စည်းကြောင်းရည်ရင်နဲ့ကိုရောက်သွားတဲ့ပုဂ္ဂိုလ် ပင်လည်းလည်းကိုတဲ့တဲ့မှမှစီးဝင်ပြီးတော့သွားတဲ့ညီချောင်းများကရည်စည်းချောင်းများလိုပဲအဲဒီနိဗ္ဗာန်စီကိုတဲ့တဲ့မှမှချောင်းမောတန်တန်သွားတဲ့တရားရည်ဟူသောရည်ရင်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်သာသောတာပန်လို့ခေါ်ပါတယ်သောတာကရည်ရင်အပ္ပန္နကရောက်ပြီသောတာပန္နသောတာပန်မေခင်7ပါးတရားရင်လို့ရောက်ပြီ မဂ္ဂင်7ပါးဒီဟူသောတရားဖြင့်နိဗ္ဗာန်ကိုသိမြင်ပြီးတော့သစ္စာ၄ပါးကိုပိုင်ခြားဆုံးဖြတ်နိုင်တဲ့အခြေအနေရောက်သွားတဲ့ပုဂ္ဂိုလ်ကဘောဓဘာဝပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ဘဝတန်မြတ်တစ်လျှောက်လုံးနိဗ္ဗာန်ဆိုတာတခါမှမတွေ့ဘူးသေးဘူး။အဲဒီမတွေ့ဘူးတဲ့နိဗ္ဗာန်ကိုခြေဥစွာရောက်သွားတော့ ိဗ္ဗာန်ကိုကျေဥစွာရောက်ပြီးတွေ့သွားတယ်။ကိုယ်တိုင်တွေ့ဘူး။အဲဒီလိုတွေ့သွားတဲ့ပုဂ္ဂိုလ်သောတာပန်ခေါ်တယ်။ဘုရားဘာသာဝင်ပုဂ္ဂိုလ်တွေဆိုတာဘုသူတ္တလေးလာလိုက်စားနေတဲ့ပုဂ္ဂိုလ်တွေကတရားဘုသူတ္တတွေရှိကြပါလေ။အဲနိဗ္ဗာန်ဆိုတာဟာဘယ်လိုတရားပဲလို့ကိုယ်ကြိုင်တဲ့ကိုယ်ဆုံးဖြတ်ထားတာတွေရှိပါတယ် <laughs>

တဦးနဲ့တဦးနဲ့နိဗ္ဗာန်ချင်းမတူတော့ညင်ညာခုံညာတယ်လို့လည်းရှိကြပါတယ်။အဲဒီညင်ခုံနေတဲ့ပုဂ္ဂိုလ်တွေဟာမသူမှနိဗ္ဗာန်ကိုယ်တိုင်တွေ့တာမဟုတ်ဘူးမတွေ့သေးလို့သူညင်နေကြတယ်လို့တွေ့ရင်ဘာမှညင်စရာမရှိပါဘူးသူက။အဲဒီမတွေ့သေးတဲ့ပုဂ္ဂိုလ်တွေကသာတွေ့နဲ့ကိုကျိတဲ့နိဗ္ဗာန်ကိုဟာကိုဟောလူများပြောတဲ့နိဗ္ဗာန်ကိုမဟုတ်သေးဘူးလို့ပဲဒီလိုလုပ်နေကြတာပေါ့လို့က။မာငါတော့မတွေ့သေးဘူး။နိဗ္ဗာန်ကိုတွေ့ရတာက

နိဗ္ဗာန်နိဗ္ဗာန်ဤတန်တိလက္ခဏံတန်တိလက္ခဏာရှိ၏နိဗ္ဗာန်ဆိုတာတန်တိလက္ခဏာရှိတယ်ပါဠိလိုကတန်တိတန်တိဆိုတာဘာလို့ဆိုတာငြင်းငြင်းပဲဒီပဲရှိတယ်ပမနာတန်တိငြင်းငြင်းတဲ့ဒါပဲသဒ္ဒနိယတဲ့ဒါပစ္စည်းခွဲကြပြီပြောမယ်ဆိုရင်ဖြင့် သမဏဗန္တိဆိုတာကသမှုဓာတ်ကနေပြီးပြည့်လာတာပေါ့သမှုဆိုတဲ့အခြေအမြစ်သကလုံးပေါ်တယ်အဲ့ဒါကိုဓာတ်လို့ခေါ်တယ်သူကရင်းကကြာဆုံးအရင်းကြာဆုံးသကလုံးလေးသမှုအဲသမှုမှာလည်းပဲဥလေးကတော့ရွတ်ကောင်းလို့ထင်တာပါပဲတဲ့ပပံပဲသူကမမလေးနဲ့မမကြီးဆုံးပံဓာတ်ပဲသူက အဲ့ဒီသမှုသမားရကဥပသမငင်းငင်းနဲ့ရှိပြီငင်းငင်းကိုခေါ်တယ်သမှုသမဆိုရင်ငင်းငင်းလို့အဓိပ္ပာယ်ရှိအဲ့ဒီသမှုသမကနေပြီးတော့ပစ္စည်းဆက်လိုက်တဲ့အခါမှာသမဏလို့လည်းပြီးရယ်တန်တိလို့လည်းပြီးတယ်အဲ့အတူတူပဲသမဏလည်းငင်းငင်းပဲတန်တိလည်းငင်းငင်းပဲအဲ့ဒီတန်တိလက္ခဏာဆိုငင်းငင်းလက္ခဏာကြီး ်လက္ခဏာဆိုတာဘာတော့ဆိုရင်ဓမ္မသဘာဝပရမတ္ထတရားတို့ဤပင်ကိုရင်းသဘောအထယ်ကိုသဘောကိုလက္ခဏာလို့ခေါ်တယ်သဘာဝလက္ခဏာသဘောတရားတဲ့အထယ်ကိုသဘောတဲ့ပန္နိလက္ခဏာဆိုတာငြိမ်းခြင်းဒီပင်လည်းနိဗ္ဗာန်ပဲငြိမ်းခြင်းဒီနိဗ္ဗာန်ဤလက္ခဏာနိဗ္ဗာန်ဤသဘောနိဗ္ဗာန်ဤအထယ်ကို နိဗ္ဗာန်ဆိုတာငြိမ်းခြင်းပဲငြိမ်းတာပဲတဲ့နိဗ္ဗာန်ဆိုဘုမာတဲ့ပထဝီရကျေသောရပြောကြပါလို့ပထဝီရနည်းနည်းပထဝီရဝင်စားကြည့်ကြပြတယ်ကျေသောရဆိုတာအုံနှတ်တာလက္ခဏာရှိတယ်ပူခြင်းဟာသူ့လက္ခဏာပဲကျေသောရဆိုတာပူခြင်း သူ့လက္ခဏာပဲပူဇာသည်ပင်နင်းတေသောရပဲအဲပူဇာကတခြားတေသောရကတခြားမဟုတ်ပူဇာဟာတေသောရပဲအလုံးလည်းမဟုတ်အခဲလည်းမဟုတ်အပြားလည်းမဟုတ်အခြေလည်းမဟုတ်အမှုံလည်းမဟုတ်ဘူးအဲပူဇာဟာသူ့လက္ခဏာပဲကိုယ်နဲ့တွေ့ထိတဲ့အခါအပြင်ဘက်ကအပူဆိုလို့ချင်းကိုယ်နဲ့တွေ့ထိတဲ့အခါကျရင်အဲ့ဒါ ပူတာကိုတွေ့ရကိုယ်တည်းကအပူလည်းရှိတာပါပဲကိုယ်တည်းကအပူတွေလည်းဒီပူလောင်တဲ့ဥစ္စာနှလုံးသွင်းလိုက်ရင်ပူတာတွေ့ရတယ်ကောင်းတဲ့ကဖြစ်ဖြစ်အဲဘိုက်သေးကဖြစ်ဖြစ်ဒဏ္ဍာရကဒဏ္ဍာရမှဆိုပူတဲ့သဘောတွေ့ရအဲဒီပူတဲ့သဘောဟာသူကတေသောတာအဲဒါကိုဥဏ္ဏတလက္ခဏာပူခြင်းလက္ခဏာတေသောတာပူခြင်းလက္ခဏာရှိတယ်ဆိုပူခြင်းလက္ခဏာဒီမင်းနဲ့တေသောတာပဲလို့ဟွန်း ူခြင်းလက္ခဏာစီရင်တည်းသောတာပဲလောဘလောဘဆိုတာလူခြင်းတတ်မဲ့ခြင်းလက္ခဏာရှိတယ်လူခြင်းတတ်မဲ့ခြင်းဒီပင်လဲလောဘပဲလူခြင်းလောဘကတည်းကလူခြင်းတတ်မဲ့တာတရားမဟုတ်ဘူးလူလက္ခဏာဟာသူ့ပဲမိတရားပဲဒါမို့ပန္တိလက္ခဏာရှိတယ်ဆိုတာပန္တိလက္ခဏာဒီပင်လဲနိဗ္ဗာန်ပဲ နိဗ္ဗာန်ဟာတန်တိလက္ခဏာပဲတန်တိဆိုတာကတော့ငြိမ်းနေငြိမ်းခြင်းပဲအဲဒါကိုရှင်းစရာတော်တွေကဘုံရောက်အောင်လို့ငြိမ်းအေးခြင်းဆိုပြီးအေးလေးတုံးထည့်ထားတယ်အေးကတော့ဒါကတော့ဘုံရောက်အောင်လို့ထည့်ထားတာအပူပဲငြိမ်းတာပဲလို့ငြိမ်းအေးခြင်းဆိုတဲ့အတွက်တချို့က ရေခဲများလို့အေးဆက်ပြီးတော့တွေ့တဲ့ဥစ္စာကိုနေပါတချို့ကမှားတယ်မဟုတ်ဘူးဒီလိုအေးဆက်တွေ့တာလည်းမဟုတ်ဘူးရေခဲလို့အေးဆက်လည်းမဟုတ်ဘူးငိမ့်တာပါပဲ။